ဟယ်လိုအားလုံးမမင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ဆိုင်းလွင် YouTube Channel ကနေပြီးတော့ဒီနေ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုတင်ပြခြင်းတဲ့အကြောင်းကတော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်တင်ပြခဲ့တဲ့ Coin Base အကြောင်းပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ Coin Base အကောင့်မှာမြန်မာကျပ်ငွေ3400628ကျပ်လို့ဖော်ပြထားပါတယ်ဖော်ပြထားတာက तू က Bitcoin နဲ့ပေးတဲ့အခါကျတော့လက်ရှိမြန်မာရဲ့ ကြက်ငွေနဲ့ Bitcoin ရဲ့ currency exchange ကိုမူတည်ပြီးတော့ဖော်ပြထားဖြစ်ပါတယ်။ဒီဂျွန်လ16ရက်တရက်ထဲမှာကိုပဲကျွန်တော်တို့မြန်မာကြက်ငွေရဲ့ဈေးနှုန်းကသူအသီးသီးဖော်ပြထားပါတယ်။အများကြီးလည်းပြောင်းလဲသွားနိုင်တယ်လို့သိပ်မပြောင်းလဲရမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကတော့ currency exchange နဲ့ပတ်သက်ပြီးတော့ပါ။အဲကြတော့ဟုတ်ပြီဒီ Bitcoin ကိုကျွန်တော်ဘယ်ကနေရလဲဆိုလို့ရှိရင်ဒါမနေ့ကကကျွန်တော် Bitcoin ရပါတယ် Bitcoin ရတာဘယ်ကနေရလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့၈လကကျွန်တော်တင်ပြခဲ့တဲ့ ADBDC ဆိုတဲ့ website ကနေရပါလေ ADBDC website ကနေရတဲ့အခါကျတော့ပြီးခဲ့တဲ့9လလောက်ကအဲ့ကနေပြီးတော့ BTC BTC เนาะ Satoshi 6000ကျော်ရတဲ့အခါကျတော့ကျွန်တော် wallet ကိုထုတ်လိုက်ပါတယ်ဒီမှာတွေ့ရမှာဖြစ်ပါတယ် wallet ကိုထုတ်လိုက်တော့ကျွန်တော်ဘယ် wallet ကိုထုတ်လိုက်လဲဆိုလို့ရှိရင် blockchain ဆိုတဲ့ wallet ကိုထုတ်လိုက်ပဲထုတ်လိုက်တဲ့အခါကျတော့ blockchain ကကျွန်တော် password လည်းမေ့ရသွားတယ်သူပေးတဲ့12 watt phrase လဲကျွန်တော်မေ့သွားတယ်မေ့သွားတော့ကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့လုပ်လို့မရဒီ cryptocurrency တွေဆိုတာက account တစ်ခုထဲမှာထိမ့်သိမ်းထားတာမျိုးမဟုတ်ဘဲနဲ့ wallet တစ်ခုစီမှာ link တစ်ခုစီနဲ့သူကထိမ့်သိမ်းထားတာဖြစ်ပါတယ် account တွေကလည်းရေဘူးရအဖြစ် password နဲ့ထိမ့်ချုပ်ထားတာမဟုတ်ဘဲနဲ့ password ကို KYC ရော phrase တွေရောထိမ့်ချုပ်ထားတဲ့စနစ်ဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့တာမန် social media account တွေလို့တာမန် global payment account တွေလို့ ဘတ်ဆွတ်မေးရုံနဲ့ဘတ်ဆွတ် reset ပြန်ချလို့မရပါဘူးအကြောကျွန်တော်ဒါမှတွေ့မှာပါ6လပိုင်း73ရက်နေ့ရနေပြီးတော့ကျွန်တော်ထုတ်လိုက်ပါတယ်ထုတ်လိုက်တဲ့အခါကျတော့ကျွန်တော်ရဲ့ email တဲ့ကိုဒီလိုလာပြပါတယ်နော်ဂျွန်လာ16ရက်နေ့မှာ you have received 0.0005 bitcoin ဆိုပြီးတော့ကျွန်တော်လာပြပါတယ်0.005 bitcoin ဆိုတာ16ရက်နေ့ပေါက်စင်းနေဆိုလို့ရှိရင်မြန်မာငွေ3500 103ချက်နဲ့မှ45ပြရှိပါတယ်အဲကြတော့ဒီ Bitcoin ကို0.0005 Bitcoin ရပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Coinbase ဆိုတဲ့ wallet မှာ Coinbase ဆိုတဲ့ website မှာဝင်ပြီးတော့ကျွန်တော်တို့က Bitcoin တွေကစားလို့ရတယ်တခြား cryptocurrency တွေဝယ်လို့ရတယ်ရောင်းလို့ရတယ် now fiat အတေ fiat ဆိုတာတော့ကျွန်တော်တို့ဒီတာမန်ငွေကြေးတွေ မေရိကန်ဒေါ်လာလိုမြန်မာကျပ်ငွေလိုအစိုးရဘဏ်တစ်ခုခုကဥစည်းကြီးကျက်ပြီးတော့ဒါလည်းအမြဲတမ်းတော့မဟုတ်ဘူးနော်ဒီခါနေမှာတချို့နိုင်ငံတွေမှာသူ့နိုင်ငံသုံးငွေကြေးတွေကိုအစိုးရဘူဘဏ်ထုတ်ဝေတာမဟုတ်ဘဲနဲ့တခြားဘဏ်တခုကထုတ်ဝေတာမျိုးလည်းရှိပါတယ်။အဲကြတော့ fiat လို့ခေါ်တဲ့အာမန်ငွေကြေးတွေကိုကျွန်တော်တို့ပြောင်းလဲလို့ရပါတယ်။ဒါလေးကိုကျွန်တော်တို့သိစေချင်တာပါ။ဟုတ်ပြီနော်အဲကြတော့ကျွန်တော်တို့ဒီမှာ cryptocurrency တွေကိုဝယ်လို့ရောင်းလို့ရတဲ့နေရာထိမ့်သိမ်းလို့ရတဲ့နေရာ Coinbase ဆိုတဲ့ website မှာတော့ဘာလေးတွေပါမလဲဆိုလို့ရှိရင်ပထမဦးဆုံးဒီမှာ home ပေါ့နော်ဟိုတနေ့ကမိတ်ဆွေတယောက်ကမေးပါတယ်ဒီ portfolio balance မှာမြန်မာကျပ်ငွေနဲ့ပေါ်ပြနေတယ်ဆိုတာက तू က setting ကိုတခြား YouTuber တယောက်ကလည်းပြန်ဖြည့်ထားပေးပါတယ် setting မှာသွားပြီးတော့ native currency ကို USD နဲ့ပေါ်ပြစေခြင်းလို့ရှိရင် USD လို့ပြောင်းမြန်မာကျပ်ငွေနဲ့ပေါ်ပြစေခြင်းလို့ဆိုလို့ရှိရင်မြန်မာကျပ်ငွေနဲ့ပြောင်းပါလို့လည်း तू ပြောထားပါတယ်ကျွန်တော်ရဲ့ YouTube channel မှာ comment လေးတွေမေးတဲ့အခါမှာလည်းအဲ့လိုမျိုးသိတဲ့လူကဝင်ဖြေပေးရဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့အတိုင်းထက်လုံးဝမ်းသာပါတယ်ကျွန်တော်လက်တက်နိုင်သလောက်ဖြေပေးနေပါတယ်နောက်တစ်ခုကတော့ကျွန်တော် YouTube channel ကိုမေးတဲ့အခါမှာပဲဖြစ်ဖြစ် comment ပေးတဲ့အခါမှာပဲဖြစ်ဖြစ်ဒီမြန်မာ Unicode font လေးနဲ့ကျွန်တော်ရေးစေချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကလုံးဝစော်ကြည့်မသုံးပါဘူးဖုန်းမှာလည်းကျွန်တော်မသုံးပါဘူး laptop မှာလည်းမသုံးပါဘူးနောက်နောက်လည်းသုံးမှာမဟုတ်တဲ့ကြောင့်မလို့ကျွန်တော် unicode တစ်မျိုးတည်းဥပါသုံးတဲ့ကြောင့်မလို့ကျွန်တော်အရင်ကတော့ကျွန်တော်ဟို zoji to unicode converter လေးသုံးပြီးကျွန်တော်ပြန်ပြန်ဖြည့်ပေးပါတယ်နောက်ပိုင်းကျတော့ကျွန်တော်မဖြည့်ပေးတော့ပါဘူး unicode နဲ့ရေးပါရေးပါလို့လည်းပြောပြောပါတယ်ကြတော့ english လို့မေးမယ်ဆိုလို့ရှိရင်လည်းဟိုကျွန်တော်လည်း english အများကြီးမကောင်းပါဘူးအဲကြတော့ဟို english လို့မေးမယ်ဆိုလို့ရှိရင်လည်းတေချာလေးကိုရေးချင်တဲ့အကြောင်းအရာလေးကိုပေါ်လွင်အောင်ရေးစီချင်ပါတယ်တချို့ english နဲ့ရေးထားတဲ့ ကွန်မန့်တွေကကျွန်တော်ဖတ်လို့နားမလဲပါဘူးအဲ့ကြောင့်သူ့ကိုကျွန်တော်ပြန်ပြီးတော့ဖြေပေးဖို့ကျွန်တော်မှအခက်အခဲရှိပါတယ်အဲ့ကြောင့်ဟုတ်ဒီ coin base လေးကိုပြန်သွားလိုက်အောင်ဒီမှာကျွန်တော် home လို့တွေ့ရပါမယ် home လို့တွေ့ရတဲ့အထက်မှာဒီမှာ get 5 dollar in free crypto crypto 5 dollar ကို crypto အနေနဲ့5 dollar ကိုရအောင်ယူလိုက်ပါဆိုလိုတာ5 dollar နဲ့ညီမျှတဲ့ cryptocurrency တစ်ခုကိုယူလိုက်ပါဆိုတာဘာလို့အမှလဲဆိုရင်သူ့ဒီ cryptocurrency တွေအများကြီးရှိရအောက်မှာ watchlist ထဲမှာကျွန်တော်ဥပါမယ် ဝက်စလစ်ထဲမှာတော့ကျွန်တော်စောင့်ကြည့်နေရဲ့စရင်းပေါ့နော်အဲ့ဒါ Bitcoin ပါမယ် Ethereum ပါမယ် XRP ပါမယ် Bitcoin Cash ပါမယ် Litecoin ပါမယ် Stellar Lumen ပါမယ်ဒီမှာအော်နောက်မှာလည်းထပ်ရှိသေးပါတယ်နော်အများကြီးအများကြီးရှိတယ်အဲ့ကြတော့ဒီ cryptocurrency တွေကို manage လုပ်တဲ့ cryptocurrency တွေကိုစတဲ့လုပ်တဲ့ founder တွေအနေနဲ့သူတို့ cryptocurrency ကိုလူတွေပုံနာလဲအောင် training လေးတွေပေးပါတယ်အဲ့ training လေးတွေပေးနေကျွန်တော်တို့ကဒီ coin based 网站嘛，credit card security，银行卡嘛，credit card，浏览器里面说，费多啦，那里面有 c m e d i t card security，银行卡嘛。但是我们老大家关闭网站嘛，三下不漏，那容易哑巴。a 闭网站嘛，三下不漏，漏不掉嘛，都要 verification。就拿 passport，我们 m online 做呢，verification n 嘛，那 codebook 也 a verification 漏嘛，solution。你等下聊聊这样呢，费 a 啦，a 巴。要地方 y a 他 a 破表查了，y 计。 balance ကိုဖော်ပြထားမယ်။ now watch list ကိုဖော်ပြထားမယ်။ watch list ဆိုတာကိုကဒီ bitcoin ကိုစိတ်ဝင်စားလို့ bitcoin ကိုလည်းဖယ်လိုက်လို့ရတယ်။တခြားဟာကိုလည်းထည့်လို့ရတယ်။နောက်ခုနကသူကြော်ညာပြထားတဲ့ဒီ cryptocurrency တွေအကြောင်းလေ့လာရင်းနဲ့ပတ်စံရတဲ့ဟာလေးရှိပါတယ်။နောက် portfolio portfolio ဆိုတာကကျွန်တော်ဒီ wallet မှာဒီပတ်စံအိမ်မှာကျွန်တော်တို့ပတ်စံတွေဘယ်လောက်ထည့်ထားသလိုဆိုတဲ့ဟာမျိုးပေါ့နော်။ portfolio 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 ရှိမယ်။အဲကြတော့ဒီမှာကျွန်တော်တို့ အပြင်မှာပတ်ဆိုင်အိတ်လို့ပေါ့နော်ကျွန်တော်မှာပတ်ဆိုင်အိတ်တစ်လုံးရှိမယ်ကျွန်တော်ကမြန်မာကျပ်ငွေ3000ငွေထည့်ထားမယ်9ဒေါ်လာဒဏ္ဍာရီတရအမှတ်တရထည့်ထားမယ်ထိုင်းကိုရောက်တော့ကျန်ခဲ့တဲ့ထိုင်းဘတ်ငွေ1000ထည့်ထားမယ်အဲ့လိုပုံစံမျိုးပါပဲ portfolio ဆိုတော့အခုကျွန်တော်မှာဆိုလို့ရှိရင် bitcoin တစ်ခုပဲရှိပါတယ် bitcoin 3400ထားပါတော့3500ကျွန်တော်ရှိပါတယ်ဒီမှာ stellar lumen မရှိပါဘူး dash မရှိပါဘူးနောက် agorans မရှိပါဘူး what bitcoin မရှိပါဘူးနော်အဲ့ကြတော့ဒီမှာ view ဒါကတော့ recent transition မှာဘယ်ကနေပြီးတော့ကျွန်တော်လက်ခံရရှိရဲကျွန်တော်ကဘယ်ကိုလွှဲလိုက်တယ်ဆိုတဲ့ဟာမျိုးပဲဖြစ်ပါတယ်။ကြောက်ဒါက English ဘာသာနဲ့ဖော်ပြထားပါတကယ်လို့ကျွန်တော်တို့ကတခြားဘာသာစကားတတ်ရင်မြန်မာလိုတော့မပါသေးပါဘူးတခြားဘာသာခက်ခဲရှိလို့ရှိရင်လည်းဒီမှာ need hack ကိုသွားလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတက်ကိုသွားလိုက်ပါမယ်။ခုနကျွန်တော်ပြထားတဲ့ portfolio ပါပဲ portfolio ပါပဲ portfolio ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ asset asset ဆိုတာကျွန်တော်ရဲ့ပိုင်ဆိုင်မှုကျွန်တော်ရဲ့ပိုင်ဆိုင်မှုဒီမှာ assets name ိမ်တွေကိုကျွန်တော်ရဲ့ပိုင်ဆိုင်မှုကကျွန်တော်မှာအိမ်ရှိတယ်ဆယ်သိန်းနဲ့အိမ်ရှိတယ်သိန်းတရာတန်ကားရှိတယ်အဲ့လိုသဘောမျိုးပါပဲအဆက်တွေအနေနဲ့ကဒီမှာ US coin မရှိပါဘူး Bitcoin OH 1 is a vest fashion ဒီပြောနော်ဒီမှာ balance ကဘယ်လောက်ရှိသလဲ balance ကကျွန်တော်က native currency ကိုမြန်မာနဲ့လောက်ထားလို့မြန်မာနဲ့ပြပါတယ်ဒေါ်လာအနေနဲ့ဆိုလို့ရှိရင်25လောက်ရှိမှာပေါ့နော် allocation ကကျွန်တော်ဘယ်မှာခွဲထားသလဲ allocation ဆိုတော့ဥမာ bitcoin ကိုဒီ wallet ထဲမှာပဲခွဲထားတယ် အကုန်လုံးထည့်ထားရဆိုတရားရခိုင်တော့ပေါ့နော်အဲ့ဒါလေးရှိပါတယ်ဒီမှာတော့ portfolio နဲ့ပတ်သက်လို့တကယ်လို့ကိုကဒီငွေကြေးတစ်ခုကိုစိတ်ဝင်စားတယ်ဒီ cryptocurrency တစ်ခုကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဥပမာ ethereum ကိုစိတ်ဝင်စားရဆိုကျွန်တော်ရလာတဲ့ bitcoin ethereum ကိုပြောင်း ethereum နဲ့ invest လုပ် invest လုပ်တယ်ဆိုတာ trade လုပ်မယ် invest လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်နေမှာငွေအပ်ထားသလိုပဲကျွန်တော်တို့ရဲ့ ethereum တွေတိုးလာမယ် bitcoin အားလည်းတိုးလာမယ်အခုတော့ကျွန်တော်ဘာမှမလုပ်သေးပါဘူး ဟုတ်တော့ကျွန်တော် verification တင်ထားတာနှစ်ပတ်လောက်ရှိပါပြီကျွန်တော်လုတ်မိရသေးတယ်ဒါကတော့ trade လုတ်တာ trade လုတ်တာဆိုတော့ကျွန်တော်တို့ trade လုတ်ဖို့အတွက်ပထမဦးဆုံးကျွန်တော်တို့ amount ထဲမှာကျွန်တော်တို့ရဲ့ wallet ထဲမှာမိသီး currency နဲ့မဆို crypto နဲ့ပဲဖြစ်ဖြစ် fiat နဲ့ဆိုဖြစ်ဖြစ်ကျွန်တော်တို့က amount ရှိရပါမယ် balance ရှိရပါမယ် balance ရှိရောမှကျွန်တော်တို့က အဲ့ဒါကိုလုတ်လို့ရပါမယ်ခုလောလောဆယ်တော့ကျွန်တော်တို့ trade လုတ်လို့မရသေးပါဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော် bitcoin ကိုရိုက်ရှာကြည့်လိုက်ပါမယ် bitcoin ကိုကျွန်တော်ရိုက်ရှာကြည့်လိုက်မယ် bitcoin ကိုတွေ့ပါပြီတကယ်လို့ watch list ကိုပွဲကျင်လဲဆိုရင်ကျွန်တော်တို့ဒါလေးကို click လုတ်လိုက်လို့မှာပဲเนาะဥမာကျွန်တော်ကဒီတာကိုစိတ်ဝင်စားတယ် cardano ကိုစိတ်ဝင်စားတယ် dot coin ကိုစိတ်ဝင်စားတယ် bitcoin diamond ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့က click လုတ်လိုက်လို့မှာပဲเนาะခုတော့ကျွန်တော်ဒီမှာ bitcoin နဲ့ bitcoin cash ကိုပဲကျွန်တော်တို့ ီ star လေးပြတာဒီလိုလေး click လုပ်လိုက်အောင်ပါပဲရပါပြီအဲကြောင့်ကျွန်တော်ဒီမှာ bitcoin ကိုစိတ်ဝင်စားတယ်ဒီမှာ not available လို့ပြနေတယ် not available လို့ပြနေတာကကျွန်တော်ကအခုနပြောတဲ့ verification မရှိရသေးတဲ့အခါကျတော့ကျွန်တော် balance ထဲမှာရှိတဲ့ကျွန်တော်ဒီ wallet ထဲမှာရှိတဲ့ပတ်စံမြန်မာကျပ်ငွေ3000ကျွဲနဲ့ညီများတဲ့ bitcoin ကိုကျွန်တော်က trade ကိုသွားလို့မရသေးဘူးနော်အဲကြတော့ဒါလေးကကျွန်တော်လုတ်လို့မရသေးဘူးအဲကြတော့ဒီမှာ overview အနေနဲ့က bitcoin 1 bitcoin ကိုမြန်မာငွေ639သိန်းတန်တယ် သူ693သိန်းတန်တာတန်တာပဲကိုကလောလောဆယ်ရထားတာကတပေါင်းပုံတပုံပေါ့နော်အဲ့ကြတော့0.005 Bitcoin ပဲရထားတော့3000ကျော်ပဲရထားတယ်ဒါလေးကရှိနေတယ်ကြောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကစန့်လိုက်မယ်အဲတကယ်လို့အပေးယူလို့မယ်ဆိုတော့ဒါလေးကခဏကြာမှပြောပါမယ်ကြောက် Portfolio မှာဒီလိုရှိပါတယ်နောက်ဒီတစ်ခုကတော့ကျွန်တော်အတွက်ပေါ့ကျွန်တော်အတွက်ဆိုတာဗါလဲဆိုလို့ရှိရင်ခုန and get free crypto in minutes while learning how to hunt it well ါတွေတစ်ခုတစ်ခုကဘယ်လိုလုပ်တယ်လဲဆိုတာလေ့လာရင်းနဲ့ကျွန်တော်တို့ဒီမှာ cryptocurrency တွေလည်းရနိုင်ပါတယ်နောက်ဒီမှာ ethereum နဲ့ပတ်သက်တဲ့ guide တွေနော် ETF ဆိုတာဘာတွေအစရှိသဖြင့်ရပါတယ်ဒါကတော့ note ပါ note ကတော့အထွေထူးပြောစရာမလိုပါဘူးနော်ဒီမှာဆိုလို့ရှိရင်တို့ပြတော့ဂျွန်16ရက်တော့က3000ကျွမ်းနဲ့ပြတယ်အခုကျွန်တော်တို့ပြတာက3400နဲ့ပြတယ်ကျတော့ကျွန်တော်အထူးတလဲပြောချင်တာကခုန sun and rise ပေါ့နော် sun and rise sun and rise ကဒီအပေါ်ဆုံးမှာကျွန်တော်ရဲ့ ဒီကတ်တုန်ရုပ်ပုံလေးကျွန်တော်ကတ်တုန်ရုပ်လေးထည့်ထားတယ်အဲ့ကတ်တုန်ရုပ်ရဲ့ဘေးလေးမှာစနန်ရစီလို့ပါပါတယ်တကယ်လို့ကိုက receipts လောက်ချင်တယ် cryptocurrency တခုကိုကျွန်တော် receipt လောက်ချင်တယ်ဆို receipt ကိုနှိပ်လိုက်မယ်လူချင်းလူပုဂ္ဂိုလ်ချင်းတွေ့တယ် crypto ချင်း crypto ချင်းလဲမယ်ဆိုကျွန်တော်တို့ kpay တို့ဝေပေးတို့လို့ပဲကျွန်တော်ကဒီမှာ scan ဖတ်လိုက်မယ်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် address တခုထည့်ချင်တယ်ဆိုရင်ဒီမှာကျွန်တောက copy ယူလိုက်မယ်ကိုယူတဲ့ copy ကဘာလဲဆိုတာတခြားကြည့်ပါဦး Peguari na edwọsị laa, tọgu guari na edwọsị laa, ịdara ya na ịdara ya na edwọsị laa ogema kọbụ ili ụlọọrụ na edi ma peguari na oche na ọbụ ọbịa ndịna. Ada solusi njem olugye na websaati gọbọrọm na-ekwu dị ma ọjọ dị ma trịụ 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 ew nsogbu PDF ဆိုတော့3 June နဲ့ပြတာလေ3 June နဲ့ပြတာလေဟုတ်ပြီဒါကကျွန်တော်ပြီးခဲ့တဲ့အချိန်တော့တစ်ချိန်ထုတ်ပြီးရဆိုလို့ရှိရင် तू ကလင့်ကပြောင်းသွားတာတကယ်လို့ကျွန်တော်နောက်တစ်ချိန်ချက်ထုတ်ချင်တယ်ဆိုရင်ဒါကို copy လုပ် copy လုပ်ပြီးတော့ဒီမှာကျွန်တော်ကချိန်မယ်လို့ပြောလိုက်တယ်နော်ချိန်မယ်လို့ပြော news address ကိုတောင်းတယ်ဒီမှာကျွန်တော် email address ကြီးဖြစ်နေရနော်မှားနေရဒီမှာကျွန်တော် news address ကိုတောင်းမယ်ဒါကကျွန်တော် ADBTC ရဲ့ website ရဲ့ account password ပါအဲ့တော့ကျွန်တော် click လုပ်လိုက်မယ်ဟုတ်ပြီချိန်သွားပြီအဲ့တော့ကျွန်တော်ပြန်ကြည့်မယ် ပြန်ကြည့်မယ်ဆိုတော့ 34y ဖြစ်သွားပြီ။ဒါကျွန်တော်တို့ Coinbase မှာကျွန်တော်တို့ Coinbase website မှာ Bitcoin လက်ခံလို့ရတဲ့ address က 34y ဟိုဘက်ကကျွန်တော်တို့ balance ကလည်း 34y ဖြစ်သွားပြီ။အဲ့ဆို okay သွားပြီ။တကယ်လို့စဉ်းကျင်နေဆိုလို့ရှိရင်မိတ်ဆွေပို့ကျင်တဲ့ cryptocurrency ကိုဒီမှာအရင်ယူပါ။မကွာ Bitcoin ပို့ကျင်တာလားကိုရှိတဲ့ဟာပဲပို့ရမှာပေါ့နော်မရှိတဲ့ဟာတော့ပို့မရ။ Bitcoin ပို့ကျင်တဲ့ဥမာကျွန်တော်တို့က အဲတငယ်ချင်းတယောက်ကိုပို့ခြင်းတယ်တငယ်ချင်းရဲ့ bitcoin address ကိုဒီမှာထည့်ရေးပါအဲထားပါတော့ 34d စသဖြင့်ဒီတွင် copy paste လုပ်ပြီးရေးပါပြီးလို့ရှိရင်ဒီမှာ notes လေးတခုရေးပါ notes ကတော့ ocean နဲ့ပါဥမာ bitcoin ဝယ်ခြင်းနဲ့ usd ပေးမယ်ဆိုလို့ရှိရင်ဒီမှာ exchange rate လေးရေးထားပါတော့နောက်ကြာဟိုစား record ပြအောင်လို့ပြီးလို့ရှိရင်ကျွန်တော်တို့ continue နှိပ်လိုက်အဲ့ဒါဆိုရပါပြီအဲကြတော့မိတ်ဆွေတို့လည်းဒီ coin base နဲ့ပတ်သက်ပြီးတော့ coin base account လေးကိုတခြားလောက်ထားပြီးတော့မှာ ဒီ coin base ထဲမှာပဲကျွန်တော်တို့ crypto currency တွေ pirs တွေဘယ်လိုရှာမလဲဘယ်လိုအဲ online နေဘယ်လိုရှာမလဲကျွန်တော်တို့ဘယ်လို trade လုပ်မလဲဆိုတာကျွန်တော်နောက်မှာထပ်ပြီးပြောပြပေးပါမယ်ကျွန်တော်ပထမအကြိမ် ADBTC ကနေထုတ်တဲ့အခါကျတော့ကျွန်တော် blockchain နဲ့ထုတ်လိုက်ပါတယ် blockchain နဲ့ထုတ်လိုက်တော့ကျွန်တော်ဒီမှာဘယ်လောက်ရလဲဆိုလို့ရှိရင် satoshi 6000ရပါတယ်ဒီကျွန်တော် blockchain website မှာကျွန်တော်ဒီ ADBTC လေးကိုထုတ်လိုက်တာဒါပေမဲ့ကျွန်တော် blockchain ကလောလောဆယ် password က main နေကျွန်တော်ဘယ်လို့မှပြောင်းဝင်လို့မရဘူး နော်အဲကြတော့မိတ်ဆွေတို့လည်း cryptocurrency ကိုနားလည်ပြီးတော့ online ကနေ cryptocurrency တွေရှာနိုင်ပါသေးလို့မိတ်ဆွေတို့အားလုံးအတွက်ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာမိတ်ဆွေတို့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ thank you